င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်းပါ DPP ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါမိုးညင်းခြေဆိုင်အမှတ်15ခြေလင်းတက်ရဲမှာဧပြီလကနေဇွန်လအတွင်းထွက်ပြေးသူ32ယောက်ရှိပြီးထွက်ပြေးသွားတဲ့စစ်တီတွေရဲ့လာစာကိုဒုတိုင်မှုနဲ့တက်ရင်မှုကထုတ်စားနေတယ်လို့တက်တွင်သတင်းရင်းမြစ်တွေစီကသိရပါတယ်ခလာယ15မှာခွင့်မဲ့ပြက်ကွက်တာရှေ့ရန်ပိုရာကနေထွက်ပြေးတာနဲ့တက်ရင်ကနေထွက်ပြေးသူ32ယောက်ရှိပြီး ထပ်ပြေးသွားတဲ့စစ်တီတွေရဲ့လာစာကိုဒုတိုင်မှုပုံမှုချုပ်ရာစာထုံးနဲ့တိုက်ရင်မှုဒုပုံမှုကြီးစောတန်းနိုင်ကထုတ်ယူသုံးစွဲနေတယ်လို့တပ်မိသားစုဝင်တယောက်ကပြောပါတယ်။ဧပြီလကနေဇွန်လအတွင်းထပ်ပြေးသွားသူတွေဟာတက်ကြကြီး၂ယောက်တက်ကြက်၆ယောက်ဒုတက်ကြက်၃ယောက်နဲ့တက်သား25ယောက်ရှိတယ်လို့သတင်းရင်းမြစ်ကရှင်းပြပါတယ်။ခလာရ15ဟာမုံညက်ခိုင်မှာခြေဆိုင်ထားတဲ့အတွက်မုံညင်းဟိုပင်မိုးကောင်း ဖားကန်နဲ့ကာမိုင်းမျိုးကရက်ွက်တွေနဲ့ကျေးရွာတွေမှာလူသစ်စုဆောင်တာပေါ်တာဆွဲဖန်စီတာတွေကြောင့်နာမည်ကြီးတဲ့တပ်တခုလည်းဖြစ်ပါရဲ့ရှင်။ရန်ကုန်မြို့ကံတော်ကြီးတွင်းမှာဒုစရိုက်မှုတွေများလာတဲ့အတွက်ကျူးကျော်နေထိုင်သူတွေကိုစစ်ကောင်စီရဲ့တပ်ဖွဲ့ကပြီးခဲ့တဲ့ဇွန်လ28ရက်နေ့ကလာရောက်ရှင်းလင်းခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကကံတော်ကြီးမြို့စင်ကျွန်းဘက်မှာရှိတဲ့ချစ်သူများကျွန်းသားမှာကျူးကျော်တဲတွေနဲ့နေထိုင်နေတာကို ဓာတ်ပုံနဲ့တကွလူမှုကွန်ရက်မှာပြန့်နှံ့လာပြီးတဲ့နောက်အခုလိုရှင်းလင်းခဲ့ကြတာပါပြီးခဲ့တဲ့2024ခုနှစ်မှာကံတော်ကြီးရေပြင်းမှာအသက်20ကျော်အရွယ်မျိုးသမီးရုပ်အလောင်းကိုတွေ့ရှိခဲ့သလိုပကလုံးကျိုးမှာအသက်60ကျော်အရွယ်မျိုးသမီးရုပ်အလောင်းကိုတွေ့ရှိခဲ့ပါသေးတယ်ရှင်။ဖြူးမှာတိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူ9ယောက်သေဆုံးပြီး80နီးပါးဒဏ်ရာရရှိခဲ့တယ်လို့အကူအညီပေးနေသူတွေကပြောကြားပါတယ်။သီရိသတင်းပေးပို့ထားပါတယ်ရှင်။ ပဲခူးတိုင်းဖြူးမြူနယ်ကဝဲထောင်းနဲ့ဝဲကြီးတေးရွာကြားကစစ်ကောင်စီကင်းစခန်းကိုကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်စီးနှင်းတိုက်ခိုက်ခဲ့တယ်လို့ဖြူးမြူနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်လာပါတယ်။ဇူလ29ရက်နေ့မနက်9:00နာရီအချိန်မှာဝဲထောင်းဝဲကြီးတေးရွာစစ်ကောင်စီစခန်းကိုတိုက်ခိုက်ရာတိုက်ပွဲချိန်9နာရီလောက်ကြာခဲ့ပြီးစစ်ကောင်စီတပ်သား10ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကိုဖြူးမြူနယ်ပကဖရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့၃ ဧရာဝတီအမှတ်3တရင်နဲ့အာလဝကစစ်ကြောင်းတို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးကာကွယ်ရေးရဲဘော်တယောက်လည်းကြာဆုံးခဲ့တယ်လို့သိရပါတယ်။ဝဲတောင်မှာလေ CU အုတ်ဖြက်လန်ဝဲတောင်ကအကျွာသူတို့နေတဲ့နေရာပေါ့စစ်ကောင်စီနေတဲ့နေရာဝန်လုံးတာ။ဟောရော်လေဟောတာဝက်ပြန်ပြေးတော့ပြန်ပြေးပြီးတော့အချိန်မလင်းပြန်ပြေးတော့ တော်တော်လားဝင်လုံးရတော့ထိုင်လို့တော့မရဘူးကွာဝင်တော့ဟုတ်တယ်ခင်ဗျဒါပေမဲ့ထိတ်ချောက်တော့ဘယ်နဲ့9နာရီလောက်ကစတင်တော့အရင်ကွယ်9နာရီတော့7နာရီကျော်လောက်မှလင်းရောက်လာတာဒါတော့ဒီနေ့ဒီနေ့လေးပဲဒီကြားမပြရဆိုတော့မျိုးသေးအောင်ပါတော့ဟိုသူကလူဝင်ကတူတာမနေရညင်တော့ဒါတို့အကျဲင်းလို့စင်စဲကုန်းတို့ဝါးစားလေးတခွန်နိုင်လို့အဲ့ဒါလူဝင်ကတူတာစူပါကဖာနဲ့ရန်ကုန်ပါကဖာဝင်ပြတာတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ကလေချောင်းတိုက်ခိုက်မှုလုပ်တာနဲ့လက်နက်ကြီးပစ်ကူပေးရတဲ့ကြောင့်ဝဲထဝဲကြီးကြေးရွာတွေတဲကြားရောက်ပောက်ကွဲခဲ့ပြီး ပြည်သူတွေထိခိုက်ဒေဆုံးမှုများခဲ့တယ်လို့သိရပါဗျ။လေကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူတယောက်နေရာမှာတင်ဒေဆုံးပြီးဆေးရုံပို့ဆောင်ပြီးမှအသက်၄နှစ်အရွယ်ကလေးတယောက်အပါအဝင်ပြည်သူ၄ယောက်ထပ်မံဒေဆုံးခဲ့တယ်လို့သိရပါဗျ။ဒဏ်ရာရရှိသူအယောက်60ဝန်းကျင်လောက်ဖြူးမြို့နယ်ဆေးရုံမှာဆေးဝါးကုသမှုခံယူနေပြီး15ယောက်လောက်ကဒဏ်ရာပြင်းထန်ပြီးစိုးရိမ်ရတဲ့အခြေအနေရှိနေတယ်လို့ဒေသခံတွေကပြောပါဗျ။ကျမကျမလည်းလည်းဝါကြီးဖြစ်သွားတာတော့အဲ့မှာတော်တော်များကြည့်ုံနဲ့ သုံးဝိုင်းလူရဲ့ရှိအခုမှကသုံးလက်လူတို့ကြုံနေတဲ့ရုံမှာပြန်ရောက်နေထုတ်ပြီးဒီလိုဝင်နေရသုံးဆုံးတာဘေးဘေးရောက်လာမလို့ကိုပြီးရရရဲမှလည်းရှိရရရဲမှတယောက်ကတော့ဟိုတင်းရတယ်သုံးရတာဟိုကျဲလူလည်းသုံးလက်လူရှိတယ်ပြပြတို့လည်း live ဝင်ပြနေလို့ပြန်တော့ဒါလည်းပဲ okay လိုက်တယ်တဲ့ညရယ်ကိုဟာ80ချင်းလောက်အနေလုံးရှိနေတယ်ဆိုဟိုဒါပေမဲ့တချို့ကြောက်လည်းဟိုနည်းနည်းပါတော့ပဲဆိုတော့ပြန်လာတန်ရာသိချင်ပြန်သွားတော့ပဲခွဲခွဲသေးရမယ်ပါညာဆိုတော့ ကျိုးရရင်တော့ဒီမှာစိတ်ဝင်လာတတ်ကြတာပေါ့အကျိုးရောက်ဒီဒီတောင်းကြည့်ပေါ့မှာခေါင်းထည့်ရလို့ရခုနကသားလေးရစားဟုတ်ကျောင်းကုန်တခြားအပေါ်တခြားမှန်တာခေါင်းကုန်တခြားမှန်တာအဆိုင်ချင်းတေချောင်းတိုက်ခိုက်မှုကြောင့်ဒဏ်ရာရတဲ့ပြည်သူတွေကိုကိုယ်အစီအစဉ်နဲ့ကိုယ်စေးရုံပို့ဆောင်ခဲ့ကြရပြီးဝဲထဝဲကြီးကျေးရွာကနေဖြူးမျိုးပေါ်သွားတဲ့လမ်းကိုစစ်စီတာဆုံလ30ရက်နေ့မနက်ပိုင်းအထိပိတ်ပင်ထားတယ်လို့သိရပါဗျ။ကျမဒီရီပါ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချူချူဆမ်းမဂျေဇူးတမားရှင်